Hello. အလုံးမင်္ဂလာပါကျွန်တော်တို့အခုဒီ buffalo ကိုရောက်နေပြီအဲကျွန်တော်တို့စောရောက်ပြီးတော့အခုဒီပွဲချင်းမမဲ့နေရာကိုဒီကမြို့ကန်ညီကမောင်မတွေမိသားစုတွေနဲ့ပေါ့နော် ချင်းပါကြတဲ့အကူတွေမတွေနဲ့ကျွန်တော်တို့စောရောက်ပြီးတော့ပြင်ဆင်ပြင်ဆင်နေကြပြီအဲတခြားရုံကိစ္စတွေပါတယ်ပေါ့နော်အဲ့တော့အဲ buffalo ပေါ်မှာရှိတဲ့ရပ်ဝရပ်မိသားစုတွေရော ဒီယနေ့ရဲ့ဝေလာကြမဲ့ရဲ့ဘော်ရဲ့ဘက်မိသားစုတွေရောပေါ့နော်ဘွယ်နေကြရင်အဲလာခဲ့ဖို့ခေါ်ရဲကျွန်တော်တို့တိတိလောက်တက်တလောက် music တွေတီးမယ်ကျွန်တော်တို့ online ကိစ္စတွေခွန်အားရှိဖို့တွေဆောင်းဆောင်းနေကိစ္စတွေကျွန်တော်တို့တရားတရားမျှဝေကြမယ်ဆိုပြီးတော့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့အဲ့တော့ဒီဟာလေးမှာကျွန်တော်တို့ရိုက်ပြီးတော့အခုခရီးအားအားလုံးပြင်ဆင်နေတယ်ပြင်ဆင်နေတယ်လိုအပ်ချက်တွေရောဘာတွေရောအားလုံးပေါ့နော် okay လာ yeah. ပြီးတော့ကျွန်တော်နောက်တစ်ခုနောက်တစ်ခုဟာဒီ buffalo ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးနည်းနည်းလေးပြောချင်တဲ့ဟာလေးနည်းနည်းရှိတယ်နည်းနည်းရှိတယ်ဆိုတော့ဘာလဲဆိုတော့ဟိုဟာတူတူကြကြပြောရရင်ခရီးလာရတယ်တူတူကြကြပြောရရင်အဲအဲခရီးနဲ့ရောကျွန်တော်4 wing ကနေအတူတူရောက်လာကြပြီးတော့ပြင်ဆင်စီစဉ်နေကြပါတော့ အားလုံးအကောင်းဆုံးဖြစ်ဖို့အတွက်တေချာပြင်ဆင်နေကြတယ်။အဲဒီမှာကျွန်တော်နည်းနည်းလေးပြောစရာရှိတာပါလဲဆိုတော့ Buffalo ပွဲကကျွန်တော်တို့ဒါဆက်တက်မျိုးမြောက်ဖြစ်မဲ့တဲ့တယ်။ကျွန်တော်တို့ရောင်ဒီ team တွေနဲ့တွားနေကြပါဘောနော်။အဲ့တော့ဒီကျွန်တော်တို့ရောင်ဒီ team ကညီကိုမိသားစုတွေရောင်ရင်းတွေကအားလုံးအဆအဆရရတာဝန်ယူတာဝန်ခံပြီးတော့လောက်တဲ့ပွဲကဒီ2025ပေါ့เนาะဒီ Buffalo ကကျွန်တော်တို့ဒါနောက်ဆုံးပွဲပါအဲ့တော့ဒီနောက်ဆုံးပွဲမှာလည်းတိုက်တိုက်ဆင်ဆိုင်ဒီပါဝင်အဖြစ်မဲ့ညီကိုမိသားစုတွေရဲဘော်ရဲဘက် ဒီဂီတာကောင်းစင်အဲကောင်းစင်မျိုးစုံအောက်ကမိသားစုလည်းအများကြီးပါကြတယ်ပေါ့နော်အဲ့တော့ဒီ buffalo ပွဲကနည်းနည်းလေးကျွန်တော်တင်စကားပါနေတာကဒီ buffalo ပွဲကကျွန်တော်တို့ရောင်ဒီ team ကနေအစအစအရာရာ တောင်းယူတောင်းခံပြီးလုပ်တဲ့ပွဲရဲ့ဒါနောက်ဆုံးပွဲပေါ့နော်ဒီပွဲပြီးရင်ဆက်လုပ်မဲ့ပွဲတွေကကျွန်တော်တိုင်းသားညီကိုရောင်ရင်းမိသားစုတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲသူတို့နဲ့ပြောဆိုပြီးတော့သူတို့ရဲ့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေရဲ့ပွဲတွေကိုပဲကျွန်တော်ဒီရောင်ဒီကောင်းစင်နဲ့လှုပ်ဖြစ်တော်မယ်ပေါ့နော် ဘယ်လိုမျိုးလဲဆိုတော့ဥမာအကြံမြင့်လေးဒီကနေတခါတည်းသတင်းစကားပါရရင်အဲလာမယ့်ဒီဇင်ဘာ29ဆိုရင်ကျွန်တော်တို့ပြင်ဆင်နေတဲ့စီစဉ်နေတဲ့ပေါ့နော်အားလုံးတည်ကြပြီးတည်ချလဲကျွန်တော်တို့ဘာပွဲဒိတ်တွေရောလုံမဲ့နေရာတွေရော confirm ဖြစ်ပြီဆိုရင်တို့ announce လုပ်ကြပါလိမ့်မယ်အဲလောက်ကြမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ချင်းပြည်နယ်ကအဲဒီ community ဥဆောင်တဲ့အကိုမတွေမိသားစုတွေချင်းပြည်နယ်ကရောင်းရင်းရဲဘော်တွေကလောက်ကြပါအဲ့ဒီပွဲမှာကျွန်တော်တို့က ရောင်ဒီခေါင်းစဉ်နဲ့ကျွန်တော်တို့ဘာသွားဆူမယ်သွားတီးမယ်ဖြော်ပြမယ်ပြီးရင်အဲဒီအဲ့မျိုးမှာရှိတဲ့ချင်းပြင်းတွေကဒီညီကိုတွေထဲမှာလည်းကျွန်တော်တို့ထက်ကိုပိုဆိုးနိုင်ဆိုတဲ့တဲ့လူတွေပိုတီးနိုင်တီးတဲ့တဲ့လူလည်းအများကြီးရှိရဆိုတော့လေအတူတူတီးမယ်အတူတူဆိုကြမယ်ဆိုပြီးကျွန်တော်တို့ပြင်ဆင်နေတယ်ပြီးရင်ကျွန်တော်တို့ကဆိုပြီးရနေပြန်မယ်အဲ့ပွဲမှာအဲ့ချင်းမိသားစုရောင်းရင်းတွေကအုပ်ဆောင်လုပ်ကြမယ်လက်မှတ်တွေရောင်းကြမယ်အဲပြီးရင်အဲဂျာသားများအားလုံးကိုလည်းချင်းပြင်းတယ်ဟုတ် အကုန်လုံးပို့မှာအဲ့ဒီမှာကျွန်တော်တို့ကဒီတာဆိုတာလေးနေသွားပြီးပူပေါင်းပြီးမှာပေါ့နော်အဲ့လိုမျိုးပွဲတွေပဲကျွန်တော်တို့ကဇတိုက်ဆက်လုပ်ဖြစ်တော့မယ်အဲကျွန်တော်တို့ဒီရောင်ဒီ team ကညီကိုရောင်ရင်းနေမိသားစုတွေအားလုံးတာဝန်ယူတာဝန်ခံပြီးလုပ်တဲ့ပွဲကတော့ဒီ buffalo ကနောက်ဆုံးပွဲဖြစ်တယ်ဆိုတာလေးကိုလည်းကျွန်တော်ဒါအဲတရင်စကားလေးပါတာပေါ့နော်အဲနောက်ပွဲတွေကတော့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲကြောဆူစီစဉ်ပြီးတော့လုံးဝပွဲတွေပဲလာတော့မယ်ပေါ့နော်ကဲအဲ့တော့ ဒါလည်းတော့ဂျားညက်သတင်းစကားပါလိုက်တာပေါ့နော်အဲ့တော့ဘန်သူကညီကိုရောင်းရင်မိသားစုတွေရဲဘော်ရဲဘက်တွေတော်လန်သူတော်လန်သားတွေကျွန်တော်တို့စုံမယ်ဖွင့်နေကြရင်ပြီးတော့ဒီဝင်းကြီးယနေ့ရုပ်ဝင်းမှာရှိကြတဲ့ရဲဘော်ရဲဘက်တော်လန်သူတော်လန်သားတွေနဲ့လည်းစုံကျင်တယ်ဆိုတာလေးပြောကျင်တယ်ကဲခါကြီးနည်းနည်းဆက်ပြပြဟုတ်ကဲ့ပါကဲကျွန်တော်တို့ဘတ်ဖလိုရောက်ပြီနော်ရိုက်တူလည်းတော်တော်အေးနေပြီဘေးမှာကင်မရာကိုင်းနေလို့တော့တော်တော်လေးလက်ကတုံနေပြီ ကျွန်တော်ဆိုတော့အားလုံး ကျွန်တော်တော်လန်ညီကုန်းမောင်နှမတွေအားလုံးမိဘပြည်သူရောင်းရင်းတွေအားလုံးကျွန်တော်တို့ဒီပွဲလေးကိုအာဒီပွဲလေးမှာတွေ့ကြပါတယ်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်နေကြတယ်တော့ဒီပွဲကလည်းကိုလင်းပြောလို့ပဲကျွန်တော်ရောင်နီကနေဦးစီးရဲ့အာနောက်ဆုံးပွဲဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ရှယ်ဖြုတ်မှာဆိုတော့အာဒီပွဲလေးမှာအားလုံးတွေ့ကြပါတယ်အခုတော့အရင်အေးနေပြီဆိုတော့နှွေးတက်လေးလာပေးပါလို့ပြောကြပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်တွေ့ကြမယ်